လိုယောဂလိုပြောရတာနဲ့လူတိုင်းသိကြတဲ့ယောဂတစ်ခုဖြစ်တယ်လို့အခုခေတ်လူတော်တော်များများမှလည်းရှိရတဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။အဲဆိုတော့ဒီသွေးတိုးယောဂလို့ပြောလိုက်ရင်တိတ်ကြီးဒီစိတ်ပူစရာမရှိဘူးလို့ထင်ကြပါမိမယ်။ဒီသွေးတိုးယောဂကိုပဲတိတ်တဆိတ်လူသက်ယောဂဆိုင်းလက်ခေလာဆိုပြီးတော့ဒီပြောကြရတယ်ရှိတယ်ပေါ့နော်။အဲဆိုတော့ဒီနေ့မှာဆိုရင်တော့ဗောနော်ဒီသွေးတိုးယောဂါကိုဘာလို့ဒီတိတ်တဆိတ်လူသက်သမားဆိုင်းလိုက်ကြတာတို့ခေါ်ရတယ်ဒီနောက်ွယ်အကြောင်းရင်းနဲ့သွေးတိုးယောဂါအကြောင်းအဖြေဆုံးကိုပြောပြပေးသားမှာပဲဖြစ်ပါတယ်ခင်ဗျာ အရင်ဥသောသွေးကြောကဆိုတာကဘာလဲပေါ့နော်။တို့ဒီခနာကိုယ်ထဲမှာရှိတယ်သွေးကြောလေးထဲမှာဖီးရများလာတဲ့အချိန်တွေကိုသွေးကြောလို့ခေါ်ပါတယ်။ပုံမှန်အမေးဆိုရင်အပေါ်သွေး120နဲ့အောက်သွေး80ဝန်းကျင်မှာရှိရမယ်ပေါ့နော်။ ပေါ်သွေး၁၄၀နဲ့အောက်သွေး၉၀ဝန်းကျင်ဖြစ်နေပြီဆိုရင်ဒါကသွေးစတိုးနေပြီပေါ့နော် grade 1 hyperlaxation လို့ခေါ်တယ်။အဲပြီးတော့ဒီအပေါ်သွေး၁၆၀နဲ့အောက်သွေး၁၀၀ဖြစ်လာပြီဆိုရင်တော့ဒါက grade 2 hyperlaxation အဲ grade 3 hyperlaxation ကတော့အပြင်းထန်ဆုံးဖြစ်တယ်ပေါ့နော်။အဲသူကတော့ဒီအပေါ်သွေး၁၈၀အထက်နဲ့အောက်သွေး၁၀၀ကျော်သွားရင် grade 3 hyperlaxation လို့သတ်မှတ်ပါတယ်ဗျ။ဆိုတော့ကို့မှာသွေးတိုးနေလားဆိုတာကိုဘယ်လိုသိနိုင်လဲပေါ့နော်။ များသောအားဖြင့်နောက်ဆက်တွဲယောဂရဲ့လက္ခဏာတွေမပြမချင်းပေါ့နော်သွေးတိုးရှိနေတဲ့နောက်မှာဘာယောဂလက္ခဏာမှမပြဘဲနဲ့ရှိနေတတ်ပါတယ်။အားကြောင့်မို့ပဲသွေးတိုးယောဂကိုတိတ်တဆိတ်လူသက်တဲ့ယောဂဒီဆိုင်လက်ခေလာဆိုပြီးတော့ခေါ်ကြရပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ဆက်တွဲယောဂလက္ခဏာတွေဆိုတာကပါလဲပေါ့နော်ခေါင်းမှုမယ်မျိုးလုံးတွေဝေဝါးလာမယ်ဘောလာမယ်ရှင်ပန်းအောက်မယ်အဲရှင်တုံလာမယ်ခြေလက်တွေမှာဖောလာမယ်ခြေလက်တွေမှာထုံကျင်လာမယ်စတဲ့ဒီနောက်ဆက်တွဲယောဂလက္ခဏာတွေပြလာမှာဒါဒီစေကံသွားပြကြည့်ပြီးတော့ဒီသွေးပောင်ချိန်ကြည့်ပြီးတော့ပေါ့နော်ဒီသွေးတိုးရှိရဆိုတာကိုသိကြတာများပါတယ် တကယ်တော့သူတို့ယောဂဆိုတာကစောစောအတိလေးမြ мян ထိချုံကုသနိုင်လေးအကောင်းဆုံးပဲဖြစ်ပါတယ်အဲဒါကြောင့်သူတို့ယောဂဖြစ်စေနိုင်တဲ့အချက်တွေဖြစ်တယ်ကိုယ့်ရဲ့မိသားစုမျိုးထဲမှာသူတို့ယောဂရှိနေတဲ့သူတွေအသက်ကြီးတဲ့သူတွေဝိညာဉ်တဲ့သူတွေအငန်းလေးအစားများပြီးတော့လှုပ်ရှားနေတဲ့သူတွေဆေးလေးအရဲအတော့များတဲ့သူတွေအားဆိုရင်တော့စောစောစီးစီးပေါ့နော်ကိုယ်မှာသူတို့ယောဂရှိနေမလားဆိုပြီးတော့သွေးပောင်ချိန်ကြီးတင်ပါတယ် အဲသူတို့ယောဂါရှိတာကိုဒီစောစောတည်ပြီးပေါ့နော်အသေးချာထိရှောက်ကူးသွားသွားမယ်ဆိုရင်ပုံမှန်လူတွေလိုပဲသွားလာလှုပ်ရှားနိုင်တယ်ပေါ့နော်အရင်စိတ်ပူစရာမလိုပါဘူးတေချာထိရှောက်ကူးသွားသွားမယ်ဆိုတာကဒီဘယ်လိုကူးသွားမလဲဆိုရင်ဒီဆရာဝန်စီမှာတေချာပြသပြီးတော့ဆရာဝန်ညွှန်ကြားတဲ့စေတွေကိုနေ့စဉ်မပြတ်မကွက်ဖြစ်နေတောက်သုံးပေးဖို့လိုပါတယ်အဲဒီဆရာဝန်ကနေမှရချင်းပြန်ပြဖို့ပေးလိုက်တယ်ဆိုရင်လည်းအဲ့ဒီအချက်မှာမပြတ်မကွက်ဖြစ်နေပေါ့နော်အသွားရကူးသွားမှုခံယူတင်နေအဲပြီးတော့ပေါ့နော်ဒီလေ့ကျင့်ခန်းမှန်မှန်လောက်တာဆေးလေးအရေဖြတ်တာ ော်ဒီအင်္ဂန်နေရှော့စားတာစားတယ်နေထိုင်မှုပုံစံနဲ့ပြောင်းလဲပေးဖို့လိုအပ်ပါတယ်เนาะ ဒါအပြင်မြန်မာအတိုင်းရင်းဆေးတွေကိုပေါ့နော်ဟိုဆေးလျှောက်တောက်ဒီဆေးလျှောက်တောက်အဲ့လိုကိုယ့်အကိုလျှောက်ပြီးတော့တောက်တာမျိုးတွေမလုံးနဲ့ပေါ့နော်အဲနောက်တစ်ခုဒီအကြိုက်ခဲပျောက်ဆေးတွေပေါ့ကြိုက်ခဲပျောက်ဆေးတွေကိုလည်းကိုယ့်အကိုလျှောက်ပြီးတော့ဝယ်တောက်တာမျိုးတွေမလုံးပါနဲ့အဲဒီလိုဆေးမတောက်မိသွားပြီဆိုရင်ပေါ့နော်အဲ့ဒီဆေးတွေအကြောင်းပဲဒီသူတို့ယောဂါကဒီထိန်းချုပ်မှုမရပဲနဲ့ပေါ့နော်ရေရှည်ပို့ပြီးတော့စိုးစားစေနိုင်ပါတယ်အဲ့ဒါမို့လို့ဒီတစ်ခုခုဆိုရင်ပေါ့နော်ဒီဆရာဝန်နဲ့တရားပြသပြီးတော့မှဒီဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုပဲတောက်သုံးသင့်ပါတယ်ဗျာ တော့ဒီသူတို့ယောဂါကဒီအရင်ကြီးစိတ်ပူစရာမလိုဘူးဆိုပေမဲ့တေချာမထိတ်ချုပ်မကုသသွားဘူးဆိုရင်ပေါ့နော်ဒီနောက်ဆက်တွဲယောဂါအစိုးရတွေလည်းဖြစ်လာနိုင်ပါတယ်နှလုံးယောဂါလေးဖြတ်ယောဂါနဲ့ကြောက်ကဲမျက်လုံးသွေးကြောဆက်လာတွေကိုထိခိုက်စေနိုင်ပါတယ်အဲ့ဒါကြောင့်ဆေးမမှန်တောက်မယ်သွေးပေါင်းချိန်မမှန်တိုင်းသွားမယ်နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲပြီးတော့ဒီနေထိုင်ပေးဖို့တော့အထူးလိုအပ်ပါတယ်ဗျကဲအခုဆိုရင်တော့ဒီသွေးတိုးယောဂါအကြောင်းကိုသိချာနားလည်သွားပြီးတော့ကြုံကြည်ပါရစေ။အဲဒါဆိုဒီနေ့ရောက်လောက်ပါပဲ။ နောက်နေ့မှလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်မရဲ့ဘုသူတအကြောင်းအရင်းနဲ့တို့ပြလာခဲ့ပါမယ်နော်